ဒေါက်တာသက်သက်ခိုင်တကုံမဲစန္ဒနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားပါတော့ပြည်တော်စုလွှတ်တော်နာယကကြီးပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များကြွားရောက်လာကြတဲ့ပြည်တော်စုဝန်ကြီးများပြည်တော်စုစင့်အဖွဲ့အစည်းဝင်များနဲ့ဧည့်သည်တော်များအလုံးမင်္ဂလာပါရှင်ကျမကတော့ရန်ကုန်တိုင်းဒေသကြီးတကုံမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်ဖြစ်ပါတယ်။ကျမအနေနဲ့2015-2016ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာနဲ့ဆက်လင်းပြီးပြည်သူ့ငွေစင်ပူးပေါင်းကော်မတီရဲ့စီးစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာ၃မြင်းဆောင်2016နှစ်ပတ်သက်လို့အချက်နှစ်ချက်နဲ့အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ပထမအချက်အနေနဲ့ပြည်သူ့ငွေစင်ပူးပေါင်းကော်မတီ၃သက်ချက်အပိုက်39မှာဖော်ပြထားတဲ့ဈေးကွက်စီးပွားရေးအောင်မြင်လာရန်အတွက်ပௌကလိကအခန်းကဏ္ဍမြင်မြအရေးပါသည်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။နိုင်ငံစည်းပွားဖွံ့ဖြိုးတိုးတက်ဖို့နဲ့နိုင်ငံတော်ဘတ်ဂျက်မှကြာခံသုံးဆွဲတဲ့စီမံကိန်းများအောင်မြင်ဖို့ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးဖို့အထူးလိုအပ်ပါတယ်။ဒီနေရာမှာ အထူးပြောကြားလိုတာကတော့ပုဂ္ဂလိကအခမ်းကဏ္ဍဆိုတာတော်ရုံမြို့များမှာရှိကြတဲ့လေယာကန္တဆက်မှုကန္တနဲ့ဝန်ဆောင်မှုကန္တတွေပါဝင်တဲ့လုပ်ငန်းအကြီးအသေးအလတ်များအလုံးနဲ့၎င်းတို့နဲ့တက်ဆိုင်တဲ့လုပ်ငန်းရှင်များ လုပ်ငန်းခွင်များမှလှုပ်အားရှင်အလုပ်သမားများနဲ့ဝန်တန်းများအားလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဆိုလိုတာဖြစ်ပါတယ်ရှင်။ပုဂ္ဂလိကလုပ်ငန်းများဟာ၎င်းတို့ရဲ့လုပ်ငန်းများမှာလိုအပ်တဲ့မတည်ရင်းနှီးငွေများကို ကိုယ်ပိုင်ငွေကြေးဒါမှမဟုတ်ဗန်များနဲ့အခြားငွေကြေးအဖွဲ့အစည်းများသို့မဟုတ်နီးစပ်ရာဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများထံမှချေးယူစိုက်ထုတ်ပြီးလုပ်ငန်းများအောင်မြင်လို့ရှိရင် ရတဲ့အမျက်ရဲ့25ရာခိုင်နှုန်းကိုနိုင်ငံတော်ကိုဝင်ငွေကွန်အဖြစ်ပေးသွင်းကြရပါတယ်။လုပ်ငန်းမအောင်မြင်ပဲအရှုံးပေါ်ကြရင်၎င်းတို့ကိုယ်ပိုင်မတည်ရင်းနှီးငွေတဲမှသာကြခံရတာဖြစ်ပါတယ်။အဲဒါကြောင့်အစိုးရတရအနေနဲ့မိမိပြည်တွင်းမှစီးပွားရေးလုပ်ငန်းတိုင်းမှာ25ရာခိုင်နှုန်းဝေစုပါတယ်လို့ယူဆပြီးပုဂ္ဂလိကကဏ္ဍကိုဖွံ့ဖြိုးမှုမိဖက်အနေနဲ့အတိအမှတ်ပြုပြီးမြေတောင်မြှောက်ရမှာဖြစ်ပါတယ်ရှင်။ ဒါအပြင်အမျိုးသားစီမံကိန်းရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုလက်ရှိအမေရိကန်ဒေါ်လာ65ဘီလျံကနေ65ဘီလျံခန့်ကနေ2030ခုနှစ်မှာ အမေရိကန်ဒေါ်လာ200ဘီလျံခန့်အထိတိုးမြင့်ဖို့ဆိုရင် အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကအဓိကဖြစ်ပါတယ်ရှင်။ဒီလိုပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာတာနဲ့အမျှ အလုတ်ကင်ခွင့်လမ်းများပုံမပေါ်ပေါက်လာပြီးအလုတ်သမားဈေးကွက်ပုံမဖွင့်ပြိုးလာမှာဖြစ်ပါတယ်အလုတ်သမားဈေးကွက်လို့ပြောလို့ရှိရင်ဈေးကွက်ရဲ့သဘောတဘာဝအရအလုတ်လိုချင်တဲ့လုတ်သားဒုထက်ကိုအလုတ်ကင်ခွင့်လမ်းတွေက ပို့ပြီးများသွားတဲ့အခါမှာလောက်ခလစာများအလိုလိုမြင့်တက်လာမှာဖြစ်ပါတယ်ရှင်အဲ့ဒီအခါကျမှနိုင်ငံမှာအလုတ်လက်မဲ့နှုံးတွေကျဆင်းပြီးတအူးချင်းဝင်ဝင်များတိုးတက်ဖြစ်ထွန်းလာတဲ့အတွေ့ လူတိုင်းပါဝင်တဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။နိုင်ငံကြီးရှင်ဒုတိယချက်အနေနဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအခမ်းကဏ္ဍကိုဆွေးနွေးလိုပါတယ်။2015 2016ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာအရနိုင်ငံတော်ပိုင်လုပ်ငန်းကြီးတွေကိုကြည့်တဲ့အခါမှာအမျက်ဆွန်းရှိတဲ့လုပ်ငန်းတွေရှိသလိုအရှုံးပေါ်နေတဲ့လုပ်ငန်းတွေလည်းရှိပါတယ်။အမျက်ဆွန်းတွေရနေတဲ့လုပ်ငန်းတွေကိုကြည့်တဲ့အခါအ धिक အားဖြင့် တဘာဝတယံဇာတတူဖို့ထုတ်လုပ်ခြင်းလုပ်ငန်းတွေကများပြီးအခြားမျက်စွန်းတဲ့အလုပ်တွေကလည်းနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကသာရတဲ့အထူးခွင့်ရေးတွေကြောင့်အမျက်စွန်းနေခြင်းဖြစ်တယ်ဆိုတာတွေ့ရပါတယ်တဖက်မှာအရှုံးပေါ်နေတဲ့နိုင်ငံပိုင်လုပ်ငန်းများကိုကြည့်တဲ့အခါမှာလဲစွမ်းဆောင်ရည်မကောင်းလို့ရှုံးတဲ့လုပ်ငန်းကြီးများရှိသလိုအစိုးရမှ တမင်အရှုံးခံပြီးလေပတ်ပေးနေတဲ့လုပ်ငန်းများဆိုပြီးနှစ်မျိုးတွေ့ရှိရပါတယ်ရှင်။ နာယကကြီးရှင် PowerPoint အသုံးပြုခွင့်ပြုပါ Next အစိုးရမှအရှုံးခံလေပတ်နေတဲ့လုပ်ငန်းများနဲ့၎င်းတို့ရဲ့ပမာဏကတော့ PowerPoint slide number 1ဇယားတက်မှပြထားသလိုစုစုပေါင်းမြန်မာကျပ်ငွေ461ဒသမ211ဘီလီယံရှိနေတာကိုတွေ့ရှိရပါတယ်။ဒါ့အပြင်ဇယားနှစ်မှာ ပြထားတဲ့အတိုင်းမြန်မာ စီးပွားရေးဘဏ်ကိုလည်းမြန်မာကျပ်ငွေ 69တသမ81ဘီလီယံအရှုံးခံလဲပတ်နေတာကိုတွေ့ရှိရပါတယ်။စွမ်းဆောင်ရည်မကောင်းလို့ရှုံးနေတဲ့လုပ်ငန်းများနဲ့၎င်းတို့ရဲ့ပမာဏကတော့ PowerPoint slide number 3 next PowerPoint slide number 3ဇရားသုံးမှာပြထားတဲ့အတိုင်းမြန်မာကျပ်ငွေ154တသမ118ဘီလီယံရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။2015 2016ဘဏ္ဍာနှစ်အတွက် နိုင်ငံပိုင်လုပ်ငန်းတွေမှာအရှုံးပမာဏစုစုပေါင်းဟာမြန်မာကျပ်ငွေ685.161ဘီလီယံရှိနေတာကိုတွေ့ရှိရပါတယ်။ဒီလိုကြီးမားတဲ့အရှုံးပမာဏတွေကြောင့် PowerPoint ပိတ်လို့ရပါရှင်။ဒီလိုကြီးမားတဲ့အရှုံးပမာဏတွေကြောင့်နိုင်ငံဘန္နာများပြုံးတည်ပြီးအစိုးရတရရဲ့အဓိကတာဝန်ဖြစ်တဲ့အခြေခံအဆောက်အအုံများပညာရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့လူမှုဖူလုံရေးဘတ်ဂျက်တွေညှော့နေရပါတယ်။ တကယ်လို့ဒီလောက်များပြားလာတဲ့အရှုံးတွေသာမပေါ်ခဲ့ရင်တိုင်းပြည်အတွက်တန်ဖိုးရှိလာတဲ့ပြည်သူဝန်ထမ်းများအတွက်ဝန်ထမ်းအင်အားများတိစောက်ခြင်းနဲ့ဝန်ထမ်းမိသားစုများအတွက်အခြားအခြေခံလိုအပ်ချက်နဲ့မိသားစုဖွဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေးတွေကိုအစိုးရအနေနဲ့ပုံပြီးကြံ့ခန့်သုံးစွဲနိုင်မှာဖြစ်ပါတယ်ရှင်။ဒီနေရာမှာပုဂ္ဂလိက လုပ်ငန်းတွေနဲ့မတူတာကနိုင်ငံတော်ပိုင်လုပ်ငန်းတွေရဲ့မတည်ရင်းနှီးငွေများဟာ နိုင်ငံတော်မှ စိုက်ထုတ်ထားရတာဖြစ်ပြီး၎င်းလုပ်ငန်းများအရှုံးပေါ်တဲ့အခါနိုင်ငံတော်ဘဏ္ဍာမှကြခံရတာဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတော်ပိုင်လုပ်ငန်းများမျက်စွန်းတဲ့အခါနိုင်ငံတော်ကိုအခွန်ဘလို့ပေးသွင်းရတယ်လို့အစီရင်ခံစာမှာဖော်ပြထားတာလည်းမတွေ့ရပါဘူးရှင်။ဒီအချက်တွေဟာ တိုင်းပြည်မှာဈေးကွက်စီးပွားရေးစနစ်ပြင်းပြင်းစွာဖြစ်ထွန်းလာဖို့နဲ့တိုင်းပြည်ဘဏ္ဍာများမလို့အဖဲမပြုံးတီးဖို့နိုင်ငံတော်ပိုင်လုပ်ငန်းများရဲ့အခမ်းကဏ္ဍကို အကြီးအကျယ်ပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။နာယကကြီးရှင် အချုပ်အားဖြင့်ပြောရရင် နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ စီးပွားရေးလုပ်ငန်းများဟာပုတ်ပုတ်ကလေးကပိုင်းဖြစ်စေ နိုင်ငံတော်ပိုင်းဖြစ်စေ level playing field လို့ခေါ်တဲ့တပြေးညီလွတ်လပ်ပြီးမျှတဲ့ပြိုင်ဆိုင်မှုနဲ့စည်းကမ်းလိုက်နာပြီးတာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာဖို့အစိုးရမှ လိုအပ်တဲ့ဤဥပဒေဥပဒေဤဥပဒေများပြဋ္ဌာန်းပြီးဈေးကွက်စည်းဝါးရေးစနစ်ကိုပုံမပြပြင်လာအောင် ရုပ်လုံးဖော်ဆောင်ရွက်သွားတင်ပါတယ်ရှင်။နိုင်ငံတော်ပိုင်းလုပ်ငန်းများဆိုတာနိုင်ငံသားများဝိုင်းဝန်းပိုင်ဆိုင်ကြတာဖြစ်လို့နိုင်ငံပိုင်းလုပ်ငန်းများအခြေအနေကိုလည်းထင်သာမြင်သာရှိရှိနဲ့ပြည်သူများကိုအစီရင်ခံတင်ပါတယ်။အစိုးရအနေနဲ့နိုင်ငံတော်ပိုင်းစည်းဝါးရေးများကိုနိုင်ငံတကာစံချိန်ကိုက် corporate governance လို့ခေါ်တဲ့နိုင်ငံတော်ပိုင်းလုပ်ငန်းကြီးတွေမှာရှိသင့်တဲ့ စီးစနစ်ကျနတဲ့အုပ်ချုပ်မှုပုံစံအားကောင်းစေဖို့ကော်ပိုရေးရှင်းကြီးများအဖြစ်ပြောင်းလဲဖို့အစီအစဉ်များချမှတ်သင့်ပါကြောင်းနဲ့နိုင်ငံသားများကိုလည်း၎င်းလုပ်ငန်းများမှာရှယ်ယာဝယ်ယူနိုင်စေပြီးနိုင်ငံပိုင်လုပ်ငန်းတွေမှာယင်းနှီးမြှုပ်နှံခွင့်ရစေခြင်းဖြင့်အားလုံးပါဝင်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုစောင့်ကျဉ်းသင့်ပါကြောင်းအကြံပြုပြောကြားရင်းဤကုံချိုးရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။